စိတ်ဖိစီးမွန်ကျက်လွန်းလို့ဆူဆိုက်လုပ်ခြင်းတဲ့စိတ်တွေဖြစ်နေပြီလား depression နဲ့ trauma တွေနဲ့ကြုံတွေ့နေရတဲ့ပြဿနာတွေကိုရင်မဆိုင်နိုင်တော့လို့ဘဝကိုရှုံးပေးဖို့အတွေ့တွေဝင်နေပြီလားခုလိုရာရာခက်ခဲနေတဲ့ကာလမှာစိတ်ကြယောဂခံစားနေရတဲ့သူတွေကတစ်နေ့ထက်တစ်နေ့ပိုပြီးများပြားလာပါတယ်အဲဒါကြောင့်ခုတစ်ခေါက်မှာတော့ CNN story ရတည်ပြီးတော့စိတ်ကြယောဂနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေပေးချင်ပါတယ်စိတ်ကြယောဂကလူတိုင်းကြုံဘူးတဲ့ခဏတစ်ဖြုတ်မပြောတာဝမ်းနေတာစိတ်တက်ကြတာတွေနဲ့မတူပါဘူး စိတ်ကြယောဂါကစိတ်ရောကိုယ်ကိုပါပြင်းထန်စွာထိခိုက်စေပြီးတော့ပြင်းထန်တဲ့စိတ်ကြယောဂါကြောင့်ဆူဆိုက်လုပ်နိုင်တဲ့အထိဆိုးရွားတဲ့အကျိုးဆက်ကိုဖြစ်စေနိုင်ပါတယ်။စိတ်ကြယောဂါကဘလို့လူတွေမှာဖြစ်တတ်တယ်လဲဆိုရင်မိသားစုနဲ့အဝေးမှာအထီးကျန်စွာနေရတဲ့သူတွေမိသားစုနဲ့အတူရှိနေပေမဲ့မိသားစုပြဿနာရှိနေတဲ့သူတွေလုပ်ငန်းခွင်မှာပဲဖြစ်စေလူမှုပတ်ဝန်းကျင်တိုင်းဝိုင်းမှာပဲဖြစ်စေ relationship မှာပဲဖြစ်စေပြဿနာကြုံနေရတဲ့သူတွေမိမိစိတ်ကို control မလုပ်နိုင်တဲ့သူတွေ trauma ရှိခဲ့မှုတဲ့သူတွေအဲ့ဒီလိုလူတွေမှာဖြစ်လေဖြစ်တာရှိတတ်ပါတယ်။စိတ်ကြယောဂလက္ခဏာတွေကအပြင်းပန်းမှာမတိတာလာပါဘူး။ဒါပေမဲ့ပုံမှန်လှုပ်ရှားသွားလာနေတဲ့လူတွေမှာတောင်မှစိတ်ကြယောဂခံစားနေရတာမျိုးရှိတတ်ပါတယ်။ပုံမှန်မဲ့အလုပ်သွားမယ်၊တငယ်ချင်းတွေနဲ့စုံမယ်၊စကားပြောမယ်၊ဥပင်စရာမရှိတလို့မျိုးထင်ရပေမဲ့တေချာကြယူဆိုင်ကြည့်မယ်ဆိုလို့ရှိရင်ဒီလိုလက္ခဏာလေးတွေမြင်ရပါလိမ့်မယ်။ပုံမှန်တွက်လက်နေတဲ့သူကရုတ်တရက်အနေအေးသွားတာ ငါဘာမှတုံးကြဘူးငါလုံနိုင်တာမရှိတော့ဘူးလောကကြီးမှမနေချင်တော့ဘူးအဲ့လိုစကားတွေပြောတာအိတ်မပြောတာအစားတောက်နေတာတချို့ကကြတော့အိတ်လွန်းစားလွန်းတာအမြဲတမ်းပင်ပန်းနှနဲ့နေပြီးတော့အာယုံဆူဆိုင်မှုနဲလာတာဒေါသထွက်လဲတာဝမ်းနဲ့လဲတာငိုလဲတာအဲ့ဒီလိုစိတ်တက်ကြမြင်တာတွေလည်းတွေ့ရပါတယ် တခါတလေကြာရင်လည်းအကြောင်းရင်းမဲမဲရမရှိဘဲနဲ့ depression ကဝင်တတ်ပါသေးတယ်။အဲဒီလိုလက္ခဏာတွေကိုမိမိကိုယ်တိုင်မှာပဲဖြစ်ဖြစ်မိမိရဲ့ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်တွေ့နေရပြီဆိုရင်တော့သတိထားဖို့လိုပါတယ်။ဘာလို့လဲဆိုတော့အဲဒီလူတွေကစိတ်ကြယောဂဝေဒနာကိုစတင်ခံစားနေရပြီဖြစ်တဲ့အတွက်ကုညီဖေးမဖို့လိုအပ်ပါတယ်။အဲဒီတော့ depression ဝင်လာရင်ဘယ်လိုတွန်းလှန်ကာကွယ်ကြမလဲ။ ရေကြီးဆုံးနဲ့ထင်ရောက်ဆုံးကတော့ရင်ဖွင့်ပြောပြဖို့ပါပဲ။ကိုယ့်ရဲ့စိတ်လေးမကြမ်းမာလာတာကိုတတိထားမိတာနဲ့ကိုယုံကြည်ရတဲ့သူကိုရင်ဖွင့်ပြောပြတင်ပါတယ်။အဲ့ဒီလိုပဲကိုယ့်ကိုယုံကြည်လို့ရင်ဖွင့်လာတဲ့အခါမှာလည်းဂယုတစိုက်နဲ့နားထောင်ပေးတင်ပါတယ်။ဝေဖန်ဖြစ်တင်တာမျိုးတွေမလုပ်ဘဲနဲ့တေချာဂယုစိုက်နားထောင်ပြီးတော့နှစ်သိမ့်ဆွေးနွေးပေးတင်ပါတယ်။ရင်ဖွင့်ပြောပြစရာယုံကြည်ရလောက်တဲ့လူမရှိဘူးဆိုရင် online မှာအခမဲ့ဆွေးနွေးတိုင်ပင်လို့ရတဲ့ counseling လုပ်လို့ရတဲ့ page တွေရှိပါတယ်။လိုအပ်ရင်ကြွကျင်တဲ့စိတ်ကြမ်းမာရေးပညာရှင်တွေစိတ်ယောဂအထူးကုဆရာဝန်တွေနဲ့ဆွေးနွေးကူတာမှုခံယူတင်ပါတယ်။ကျမ်းမာရေး င်းနဲ့ညီညွတ်တဲ့စားတောက်နေထိုင်မှုပုံစံတွေကိုပြောင်းလဲသင့်ပါတယ်။အချိန်မှန်မှန်ထားပြီးတော့ကိုယ်လက်လှုပ်ရှားမှုနဲ့အားကစားတွေကိုလည်းလုပ်သင့်ပါတယ်။တရားထိုင်တာနဲ့ယောဂလေ့ကျင့်တာကလည်းစိတ်အာရုံစုဆိုင်မှုကိုပိုကောင်းစေတာမို့လို့လုပ်သင့်ပါတယ်။ဝါသနာပါတဲ့အရာတွေကိုလည်းလုပ်သင့်ပါတယ်။ဥပမာတခြင်းနာထောင်းတာ၊ဂီတာကြည့်တာ၊ပင်ဆိုင်တာအဲ့လိုမျိုးလေးတွေအပြင်တငယ်ချင်းတွေမိသားစုတွေနဲ့လည်းအချိန်ပေးပြီးတော့အတူရှိသင့်ပါတယ်။စိတ်ကြယောဂကလူတိုင်းစီကိုမဖိတ်ခေါ်ဘဲနဲ့ရောက်လာတတ်ပါတယ်။ ိတ်ကြယောဂလက္ခဏာတွေကမတိတာတက်လို့အရေးမကြီးဘူးလို့ထင်ရပေမဲ့အသက်တည်စေနိုင်တဲ့အထိပြင်းထန်တာမဟုတ်လို့မိမိကိုယ်တိုင်ရောမိမိပတ်ဝန်းကျင်မှာရှိတဲ့ချေရတဲ့မိတ်ဆွေတငယ်ချင်းတွေရောရဲ့စိတ်ကလေးတွေကျန်းမာနေစေဖို့အပြန်လှန်ဖေးမကူညီရင်းနဲ့ depression ဝင်လာရင်ပြန် fight ကြမယ်နော်။ကဲအခုဆိုရင်တော့စိတ်ကြယောဂနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကြံပြင့်တိသွားကြမယ်လို့ထင်ပါတယ်။လိုအပ်တယ်ဆိုရင်တော့ကျွမ်းကျင်တဲ့စိတ်ကျန်းမာရေးပညာရှင်တွေစိတ်ယောဂအထူးကူဆရာဝန်တွေနဲ့တေချာဆွေးနွေးကူတမှုခံယူဖို့တိုက်တွန်းချင်ပါတယ်။နောက်ထပ်လဲကျန်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဝေမျှပေးသွားဦးမှာမို့လို့ ့ကျမတို့ရဲ့ CNA Story Page လေးကို like and follow လေးလုပ်ထားပေးကြပါဦးနော်။